စစ်မှုရန်ဥပဒေကြောင့်ပြည်တွင်းမှာလူသားရှာပါပြီးတိုင်းပြည်ရဲ့ထုတ်လုပ်မှုတွေကျဆင်းလာတဲ့အတွက်တိုင်းပြည်စီးပွားရေးကကတ်ဆိုက်လာပြီလို့ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ခင်ဗျာ။စစ်မှုရန်ဥပဒေထွက်ရှိပြီးတနှစ်အတွင်းမှာပဲကုန်ထုတ်လုပ်မှုအတွက်အဓိကအရင်းမြစ်တွေဖြစ်တဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်စစ်ထဲပို့ခဲ့တာကြောင့်ကုန်ထုတ်လုပ်မှုစွမ်းအားတွေလည်းကျဆင်းလာကတိုင်းပြည်စီးပွားရေးကကတ်ဆိုက်တဲ့အဆင့်ကိုရောက်ရှိနေပြီလို့စီးပွားရေးပညာရှင်ဦးစိန်ထေးကသုံးသပ်ပါတယ်။ မအလှပြီအလုတ်လုတ်တဲ့လူငယ်လူရွယ်လေးတွေကိုကုံထုံးလို့မှုဆောမှုလုပ်ငန်းတွေမှာထိရောက်အောင်သုံးတာမဟုတ်ဘဲနဲ့စစ်တပ်ထဲကိုစစ်တပ်ကလည်းနိုင်ငံတကာနဲ့ဆစ်ဖြစ်နေတာမဟုတ်ဘူးကို့ပြည်သူတွေပြန်တပ်ဖို့အတွက်အသုံးချတက်တမဲ့အိုက်ကလေးလေးတွေဘာဖြစ်လို့လှုပ်အားရှင်တွေဆုံရှုံတာဒါကြောင့်မို့လို့ပြည်ကတဲ့မနေ့ကစပြီးမှနော်လှုပ်အားရှင်တွေကိုသူဘာဖြစ်လဲစစ်ထဲကိုသွန်းတဲ့အခါမှာအဲ့ထုတ်လို့မှုလုပ်ငန်းတွေထုတ်လို့မှုတွေပေါ့ချတာဒါကြောင့်မို့လို့ GDP ကတိုးတက်တော့ minus ကိုဖြစ်သွားတာရှေ့အလားလာလဲမကောင်းဘူး ြီးခဲ့တဲ့အချိန်မှာလဲသူကဆိုးတဲ့ဆိုးလာလို့တိုင်းပြည်စီးပွားရေးကြတဲ့ကြလာလို့အကောင်မိုင်းလိုက်ကိုဆင်းသွားတယ်ပို့ဆိုးတဲ့အလားတာဖြစ်တော့တိုင်းပြည်စီးပွားရေးဟာကြဆင်းတဲ့စစ်နဲ့မကတော့ဘူးကတ်ဆိုင်တဲ့စစ်ရောက်သွားစစ်မှုရာဥပဒေထွက်ရှိတဲ့2024ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဖေဖော်ဝါရီလအထိစစ်မှုရာဥပဒေကြောင့်လူပေါင်း23000ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားချက်တွေအရသိရပါဗျ။မတရားစစ်မှုထမ်းမှုစေခိုင်းခံရတဲ့အတွက် ပြည်တွင်းမှာအရေးချင်းပြည့်မီတဲ့လုံသားလူငယ်တွေရှာပလာတဲ့အတွက်လုပ်ငန်းခွင်တွေမှာလည်းအခက်အခဲတွေကြုံနေရကြောင်းလုပ်ငန်းရှင်တယောက်ကပြောပြပါဗျ။ကတ္တရံမြော်ရံလုံတိုင်းမှာဒီမလို့ဆိုစီတော့ကဒီကအာတွန့်ချေလို့တော့ရောင်းရှာပါတော့ဒီလိုမျိုးသတ်တော့ဆိုင်အာမင်းညောရီဝါလာသောင်းညောတော့ဆိုင်ဆိုင်ယူပါဦးလေလာဆောင်တဲ့ဝိတ်ပတ်စုကတော့ဒီတော့ဝိတ်ပါကုနမေကူရော 因为路出龙包的，么你们要肯定也哈，巴拉的，所以咱们瞧我，我瞧着我，每到龙位都龙点那位龙，龙位龙虎表，龙位啊，人家这不一片的，你妈的，你妈杨国去年说当时你妈是初二的时候，可他妈的也搞不赢人家这个非洲嘛，这个比完杨一爷，我老龙哥你不离不弃，不和你比狂点的狂不都不行，听到人家在那叫你干点喽，我老岁了，真没得你这么我操你！hello，大妈，下班了，别等那那别等别睡觉上啊！ နိုင်ငံရဲ့လူဦးရေ80ရာခိုင်နှုန်းလောက်ကကျေးလက်ဒေသတွေမှာနေထိုင်ကြပြီး90ရာခိုင်နှုန်းလောက်ကပညာရေးချင်းအားနေကြကြောင်း41ရာခိုင်နှုန်းလောက်ကတော့လေယာတစ်သောနဲ့တာငါကန္နာတွေကိုလောက်ကင်ကြသူတွေဖြစ်တဲ့အတွက်လေယာစိုက်ပျိုးရေးကိုအခြေခံတဲ့လောက်ကင်တွေဖော်ဆောင်ပေးနိုင်မှုမဖြစ်မနေလိုအပ်ကြောင်းပြည်ပနိုင်ငံကိုတွားရောက်အလုပ်လုပ်ကင်နေကြတဲ့လုံသားပမာဏတွေများပြလာတာကလည်းတိတာလာကြောင်းကိုပြီးခဲ့တဲ့2024ဒီဇင်ဘာလတည်းပြည်အောင်စုအစိုးရအစည်းအဝေးပွဲမှာပြောကြားခဲ့ပါသေးတယ် 2025ခုနှစ်ဇန်နဝါရီလအထိထိုက်တနိုင်ငံနဲ့ပါပဲအလုပ်လုပ်ကိုင်နေတဲ့မြန်မာရွှေ့ပြောင်းလုပ်သားဦးရေဟာ MOU လုပ်သမား2သိန်းခွဲကျော်ပါဝင်2.3တန်းနီးပါးရှိတယ်လို့ထိုင်းဆိုရရဲ့စင်တွေကသိရပါဗျ။ကျွန်မဦးဝေးပါ